။ဘာလို့ဆိုတော့ဆေးအုပ်စုကလူပေါ်တယ်ဗျ။အဲပို့ဒါကောက်ဆွဲလို့ရတယ်။ပြီးရင်သူ့မှာလက်နက်ခဲရန်ဒီပညာပူစရာမလိုတဲ့နေသားတခုမှာကျွန်တော်တို့စီးလုံးမှုမရှိရင်တော့ဘလို့မှမဖြစ်နိုင်ဘူးလို့။လက်ရှိတော့တဲ့နေသားမှာညူစီးစီးလုံးမှုအင်အားနဲ့ပြန်ပြီးတော့ခုခံနေတယ်။အဲဒါခုခံနေတဲ့ချိန်မှာထိကိုက်မှုကြာဆုံးမှုပေးဆက်မှုတွေများစွာရှိလိမ့်မယ်ဗျ။ဒါပေမဲ့တံမြန်ထိုးစစ်မှာဒီဒီချိန်တံမြန်ထိုးစစ်မှာတော်လည်းရအဆုံးဖြတ်တစ်ခုအနေထားတော့ထိထိုးစစ်ဆင်နိုင်မှုညီတို့အကျိုးသားနေတယ်ဒါကိုကိုကြီးဝင်ဆိုရင်တော့တီးပီးသားဖြစ်လိမ့်မယ်ပေါ့နော်အဲညီတို့ချုပ်စည်းဝေးတွေမှာဒါကိုကြီးဝင်ရတာအကြီးပိုင်းနေတယ်ညီတို့တွေပေါ့နော်ဖိတ်ခေါ်တာရှိတယ်တော့တီးပီးသားဖြစ်လိမ့်မယ်ဆိုတော့ဒီနေ့တော်ရ ီလိုသွေးအိမ်သွားကိုအကောင်းဆုံးကြိုးစားနေတယ်စီလုံးမှုတွေနဲ့သွားမယ်ပြန်မလားအဲ့တော့မှကျွန်တော်တို့ဆက်လို့ပြီးထိုးလိမ့်မယ်ဟိုဘာလည်းမတည်ဘူးလည်းမတည်ဘူးတကယ်တော့သူတို့ကလည်းဒါပြည်သူတွေကကျွန်တော်တို့နဲ့ပြည်သူနဲ့ရန်တိုက်နေတယ်ပြန်မလားအဓိကအဲ့ရန်တိုက်နေဖြစ်တဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒါတွေကမှကျွန်တော်စီလုံးနဲ့ကျွန်တော်လုပ်ပြတယ်ကျွန်တော်တိုင်းနေနဲ့ပူပူတဲ့ပြီးလှုပ်ဆောင်တယ်ကျွန်တော်တို့ဟိုအခြားတီးတီးအဖွဲ့စီတွေပေါ့အကုန်လုံးကျွန်တော်ပူပူတဲ့ပြီးလှုပ်ဆောင်ကြရတယ်ပေါ့နောက်လည်းဒါမျိုးဆက်လုပ်သွားဖို့လည်းကျွန်တော်တို့မှအများကြီးရှိတယ်ကျွန်တော်ဒီပကပပီဒီရတယ်မဟုတ်ဘူးကျွန်တော်ဒီတခြားတခြားသောတိုင်းသားဟိုဟာ AA တို့ KIA တို့ KIA ယူနဲ့တွဲပြီးတော့ကျွန်တော်တိုက်ဖို့လည်းဟိုကျွန်တော်အများကြီးချိုးပန်းကြရပေါ့နော်ကျွန်တော်လည်းအခုဒါဆိုကျွန်တော်ပကပဖာဒီလည်းပကပဖာကမ္ဘူခံပကပဖာအနေနဲ့ ကျွန်တော်တို့ကျွန်တော်တို့ဒါအေးအေးမှာကျွန်တော်တို့အမ်းမှာအမ်းမျိုးတဲ့တိုင်ပဲကျွန်တော်တို့ဘာကဖာတွေပါတယ်ပေါ့ဒါလည်းညီတို့ကမြင့်ကြံနေမဟုတ်ဘူးဗျဒါတဏ္ဍာရီကလုံးအထိညီတို့သွားมาဖြစ်တယ်ဘယ်လိုပြောမညီတို့ကအညာတက်ဆိုပေမဲ့ညီတို့ဒီဘောနောအညာမိုင်းတိုက်နေလို့မရဘူးဗျအခုလက်ရှိမှာဆိုရင်ညီတို့တက်ရဲ့ဘောနောဘူရရရဘယ်နေရာမှာဆိုညီတို့ကတိုက်သွားมาဖြစ်တယ်တိုင်းသားဘက်လာချမယ်လားကောင်းတဲ့ဒေသလာချမယ်မြေပြန်လာချမယ်သခိုင်းလာတုံပါပဲမကွေးလာဆော်ပါပဲမန္တလေးလာကျုံးပါညီတို့ကအဲ့တော့ကျွန်တော်ဒီနေ့ဒီချိန်ချိန်မှာဒီလူတွေမဆုံးရအောင်အကြောင်းမရှိဘူးဗျ မဆုံးတရားအကြောင်းမရှိဘူးဒီလိုစုံမယ်ကျုံးမယ်ဒီလိုတုံးမယ်တရားနဲ့တရားမရှိတာတွေရှိတာတွေပေးပေးလိုက်လူလူဖေးပါပြီးတော့လက်တွေ့သွားရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗျမဖြစ်နိုင်ဘူးဆိုတဲ့အရာမဖြစ်သေးတာပဲရှိတာပါတကယ်တမ်းတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကိုကိုယ်တိုင်အဓိကကြိုးစားဖို့ပဲလိုတယ်ကျွန်တော်တို့ကတော့အရှင်တော်ကဗျာလက်ပြုံးလေးနဲ့ပြစ်လိုက်မန်လေးဆိုလိုက်ထွက်ပြရတယ်ဘဝကနေခုဒါတဲ့ချိန်မှာလဲဆုံးတော့ပြောလို့တခွေတည်းတရားနဲ့မဟုတ်ပါဘူးကျွန်တော်စီစီလုံးလုံးချူချူစီစီနဲ့ပေါင်းစီးပြီးတော့လာမှာဖြစ်ပါတယ်အဲ့ချိန်မှာဂျန်သူနေတဲ့သိရင်တော့မှပဲသိကြတော့ပါပြီသူတို့တော့နောက်တာတရားပဲဖြစ်သွားပါလိမ့်မယ်အဲ့တော့ကြတော့အဲ့လိုမျိုးနောက်တာတရားတွေဂျန်သူကိုပြေးနိုင်မှုကျွန်တော်တို့အတူတူစူးစမ်းကြမယ်လို့ပြောချင်ပါတယ်ငါကွယ်ချက်လိုဘက်ကိုလည်းကျွန်တော်တို့လာခဲ့ပါမယ် ဲကွာချဲလူဘက်ကိုကျွန်တော်တို့မလာနိုင်လေကွာချဲလူကျွန်တော်တို့ဘက်ကိုလာခဲ့ပါအတူတူစီစလုံးလုံးနဲ့အုပ်ကြတာပေါ့ကျွန်တော်တို့ဒီမြို့ပေါ်မှာနေပြီးတော့ဒီကောင်တွေဒီတောထဲမှာတောပုံအဖြစ်နဲ့နေသွားမယ်လို့ကျွန်တော်တို့အားမခံနိုင်ပါဘူးเนาะကျွန်တော်တို့ဒီအဲ့လောက်ကြီးထိရောက်အောင်ကျွန်တော်တို့တိုက်ထုတ်မယ်ကျွန်တော်တို့အညာအားဒီမြို့မှာတက်နေမယ်မြို့မှာရှိတဲ့ဘောမားနဲ့ ကျွန်တော်တို့စစ်ကောင်စီစစ်ခွေးတွေတိုးထဲမှာသွားပုံရမယ်အနေထားထိရောက်အောင်ကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့တိုက်ကြမယ်ပေါ့။ညီတို့ဒီတပောင်းသူကိစ္စကိုတော့လွယ်ခဲ့တဲ့ညီတို့ကဒီ2023ကျော်2024ပေါ့နော်မစခင်လောက်မှာခနေကညီတို့ဒီတပောင်းသူနဲ့ပတ်သက်ပြီးတော့အဲလောက်ထတာရှိရပေါ့နော်ဒါကိုညီတို့ဒီတိုင်းပေါ်မှာတင်းတင်းကြဲကြဲကြီးပေါ့နော်အဲမချပြတာပဲရှိတယ်ပေါ့လောက်ထတာရှိတယ်။လက်ရှိညီတို့ဒီ MVP တက်အနေနဲ့ပေါ့နော်ဂျာမေတက်အနေနဲ့လည်းလက်ရှိလို့တော့ဒီမှာတပြွာလောက်ကိုပေါ့နော်တောင်းတဲ့ဒီသားကပေါ့နော်ဒီမာမိတ်တက်တီစီကိုလာကူပေးနေရတယ်။ညီလည်းအခုဒီတောင်းသားပေါ့နော်အဲတနီယာဘက်ဒီမှာရောက်နေတာဖြစ်ပါ အခုလက်ရှိလောလောဆယ်မိမိနေကြမှာဆိုလို့ရှိရင်ညီချားမဲ့ဖူပေါင်းတက်ပေါ့နော်ချားမဲ့ပြေမှာတော့ပကပါတွေလည်းပါပါတယ်ပကပါတွေလည်းပါပါတယ်ကရင်တွေလည်းပါပါတယ်လိုကယ်တွေလည်းပါပါတယ်ဒီလိုမျိုးပေါ့နော်အားနဲ့စုပေါင်းထားတဲ့စုပေါင်းအားတွေနဲ့ပေါ့နော်လက်ရှိလောလောဆယ်မှာခုခေတိုက်ခိုက်နေတာဖြစ်ပါတယ်ဆက်ကဆောက်ပေါ့နော်မှမဆိုရင်ကျွန်တော်ပါအဖားတွေကဆကျွန်တော်တနက်ကင်ကြိုက်ကြရပေါ့နော်အဲကျွန်တော်အဲ့ကြောင့်ပါဆိုပါအဖားတွေအုပ်ချုပ်ပိုင်းတစ်ခုပဲဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့ချိန်မှာကျွန်တော်တို့ပါအဖားတွေကဆကျွန်တော်လက်နက်ကင်မျိုးကျွန်တော်တို့ပါကဖားတွေ PDF တွေပါလာဖားတွေအကုန်လုံးပူးပေါင်းမယ်ကျွန်တော်တို့ဒီစစ်မျက်နှာပြင်ကိုလိုက်ကြရတယ်ပေါ့နော်အဲအဲ့ကြောင့်ကျွန်တော်တို့ဘက်ကဖြေထုတ်ပြောကြအောင်လို့သူများတွေအဲ့စစ်လို့ပြီးတော့စစ်ထုတ်လိမ့်မယ်ကျွန်တော်တို့ပါကဖားနဲ့ PDF မတည့်ဘူးအဲဘာဖြစ်တယ်ညာဖြစ်တယ်တော့လာလိမ့်မယ်တကယ်တော့ကျွန်တော်တို့မြေပြင်မှာဟို PDF လည်း ကျွန်တော်တို့ဒီစိတ်ကောင်စီကိုတွန်းလှန်ဟိုလာလို့တာပဲတွန်းလှန်တာပဲကျွန်တော်တို့ပါကဖတ်တီလေဒီစိတ်ကောင်စီကိုတွန်းလှန်တာပဲပါဖတ်တီလေဒီစိတ်ကောင်စီတွန်းလှန်တာပဲအတူတူပဲကျွန်တော်တို့ဒီအတက်တွေအကုန်လုံးအခုအဖွဲ့စည်းမှန်တယ်အကုန်လုံးကကျွန်တော်တို့ဒါဟိုအကုန်လုံးတွန်းလှန်နေရပဲတခုရဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့မျိုးတွေကိုတပ်ပေါင်းစုပုံစံနဲ့ပြန်စော်ဖို့ဘိုးမိုက်ခဲဘိုးပိုင်းချဲတို့သဘောတူညီလိုက်တယ်မို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့ကျွန်တော်တို့စုံညတွေ့ကြပါပြီကိုပိုင်ချဲကိုမိုက်ခဲကျွန်တော်ဝေယံပေါ့ဒါတော့ဘိုးပိုင်ချဲဘိုးမိုက်ခဲဆိုပြီးတော့ဒီလူတို့ကတိကြပြီးသူတွေပါ အဲသူတို့ဒေတာအသီးသီးမှာဒီအကျံဖက်စမိတ်စာတွေကိုဒေါ်လာတိုက်ထုတ်နေတဲ့နေရာမှာရွရွချွံချွံနဲ့ပြည်သူလူထုကအာကိုနေရတယ်လူငယ်ရေဘော်ကောင်းဆောင်တွေပါကျွန်တော်တို့ကိုယ်ဝင်ရမှာကျွန်တော်တို့ဘုံမဟုတ်ပါဘူးကျွန်တော်တို့အရသားဖြစ်တဲ့အတွက်ကိုယ်ဝင်ရမှာအဲ့တော့အဲဒီနေ့စုံရွအကျံချောင်းရင်ကကျွန်တော်တို့လက်ဆင်ပြုလုပ်နေတဲ့ကြံစီကမ်ပိန်းပေါ့ကြံစီကြီးစံကမ်ပိန်းမှာဒီလဒီလကကိုပိုင်ချဲလို့အတွက်ပြုလုပ်နေတဲ့လမှာကိုမိုက်ခဲကြီးကိုလည်းဗန်ဒါကြီးစစ်မျက်နှာကနေပြီးတော့စစ်ကူလှမ်းပြီးတော့ခေါ်လိုက်တာဖြစ်ပါတယ်အဲ့တော့စစ်ကူခေါ်လိုက်တာဆိုတော့ပြည်သူတွေကတော့အားလုံးကိုပိုင်ချဲကိုကိုမိုက်ခဲကိုတနည်းတစ်ပုံစီနဲ့သိကြပြီးသားပါတနည်းအားဖြင့်ဆိုရမယ်ဆိုလို့ရှိရင်ဒါက ကိုမိုက်ခဲတို့က PDF တက်ဖွဲ့ပါကိုပိုင်ချဲကတော့ပကပတက်ပါအဲ့တော့ဒီမှာသူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးရင်းနဲ့အချင်းချင်းဘာတွေပူးတွဲလှုပ်ဆောင်လို့ရမလဲအဲဒီကြောင်းရတယ်ကျွန်တော်တို့ပြောကြမှာပါတော့အပြင်မှာတော့တောင်းတဲ့အပြင်မှာတော့စုံဘူးလားမသိဘူးလိုင်းမောမှာစုံဘူးလားမသိဘူးအခုဒီမှာကျွန်တော်တို့စုံတဲ့အခါမှာတော့ပထမဆုံးအပြင်လာမိတ်ဆက်ပေးပါအောင်ကိုပိုင်ချဲနဲ့ကိုမိုက်ခဲဟုတ်ကဲ့ပါခမခဲကြီးကျွန်တော်ကကမ္ဘူခိုင်ပကပလှူရှားရေးစီကြောင်းကဒုတိယမူပါပိုင်ချဲပါနာမည်ကတော့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ညီကတော့ဒီ Ninja Black Tiger ပေါ့နော် MP တစ်ခွဲရဲ့တာဝန်ခံပါမိုက်ခဲပါ โอเคတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကမကောင်းတဲ့ကြာဆုံးမှာမယ်တခါမှမတွေ့ဘူးလေအကြောင်းမလို့ဟုတ်ကြပါအဲ့တော့ကျွန်တော်တို့စကြချင်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပဲစကြမယ်ဗျာဒီရက်တွင်တွင်မှာ30ချက်တည်းကျွန်တော်နားအောင်ပြစ်တယ်ထိတ်ထိတ်ကဆရာဦးသိမ်းမြက်လည်းသုံးသက်ထားတယ်တပေါင်းစုနေနဲ့ပေါင်းပါလားဒါမှမဟုတ်အသေးခံပါလားဆိုရင်နှစ်လမ်းပဲရှိတယ်ဆိုပြီးတော့ဆရာဦးသိမ်းမြက်တော့သုံးသက်တယ်စေကောင်းစရာအခုနောက်ပိုင်းဆိုလို့ရှိရင်အားလုံးလည်းပြင်ပြင်ကခေါင်းဆောင်တွေဖြစ်တဲ့အတွက် သိကြပြီးဖြစ်မှာပါအလုံးရင်းနဲ့စစ်ကြောင်းတွေထိုးကြတယ်ပို့ပြီးတော့စစ်ရေးမှာဒီ2025နှစ်ကုန်ပိုင်းတွေမှာပို့ပြီးတော့အားကောင်းမောင်းတန်တဲ့စစ်ကြောင်းတွေထိုးမှုတွေလုပ်လာတာကိုနည်းမြေတီးတီးမှကျွန်တော်တို့တွေ့ရတယ်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေမှာတော့ကျွန်တော်တို့မြန်မာညီရေးဆိုရလောက်အောင်ပါဆိုရင်လည်းဘာကဘတက်တယ်ရှိမယ် PDF ပြည်သူ့ကော်မတီတက်ဖွဲ့တွေရှိမယ်ပေါ့အဲ့လိုမျိုးရှိနေကြမှာတချို့ဒေသတွေမှာတော့ဘာကဘနဲ့ PDF နဲ့ပူးပေါင်းပြီးတော့တိုက်ပွဲပေါ်ဆောင်တာရှိသလိုတချို့ဒေသတွေမှာလည်းပုတ်တိုက်မှုတွေအများကြီးကျွန်တော်တို့တွေ့ရတယ်ဒါကတော့ပကတိအရှိတရားပဲအဲ့တော့ အဲအဲ့ဒီအချိန်လေးပေါ့သုံးသက်ချက်အချိန်လေးပေါ်မှာမူတည်ပြီးတော့လူငယ်ကောင်းဆောင်မြောက်ရဲ့အမျိုးကျွန်တော်သိကျင်တယ်အဲ့တော့မပေါင်းလို့ရှိရင်တစ်ဖွဲ့ချင်းဒီအသေးခံမလားဒါမှမဟုတ်လို့ရှိရင်ပေါင်းကြမလားဆိုတော့သုံးသက်ချက်ပေါ့လူတို့ကလည်းဒီချိန်မှာတပေါင်းစုဆိုတဲ့ဟာကိုမျှော်လင့်နေကြတယ်ဝိဇညူရေဆိုရရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကအကွဲအကွဲပြားပြားနဲ့ဖြစ်နေလို့မရတော့ဘူးမနေ့ကတော့မှတင်ထားတာတွေ့ပါတယ်တိုက်နေလို့မရတော့ဘူးနေရာစုံမှာပေါင်းစုံစုစည်းပြီးတော့တိုက်မှာတာနိုင်နိုင်တော့မယ်ဆိုတော့အချိန်လေးမျိုးကိုလူတို့ကိုရှင်းရှင်းလင်းလင်းပြောထားရှိရဆိုတော့ဒီလူငယ်နှစ်ယောက်ရဲ့အမြင်ကဲဘယ်သူစပြောမလဲကျွန်တော်တို့စွန့်နေကြအောင် cô mai kia đứa bọn anh lộ chị nói vợ rồi nó xin chào à lúc đó là bọn gì đâu gì đâu rồi đi လေးပေါ့နော်မစခင်လောက်မှာခနေ့ကညီတို့ဒီတပေါင်းစုနဲ့ပတ်သက်ပြီးတော့အဲလောက်ထတာရှိတယ်ပေါ့နော်ဒါဝင်ညီတို့ဒီတိုင်းပေါ်မှာတင်းတင်းကြဲကြဲကြီးပေါ့နော်အဲမချပြတာပဲရှိတယ်ပေါ့လောက်ထတာရှိတယ်လက်ရှိညီတို့ဒီ MBT တက်အနေနဲ့ပေါ့နော်ဂျာမက်တက်အနေနဲ့လည်းလက်ရှိလိုလိုဆီမှာ WR လောက်ကိုပေါ့နော်တောင်တန်းဒီသားကပေါ့နော်ဒီမာမိတက်တီစီကိုလာကူပေးနေရတယ်ဗျညီတွေအခုဒီတိုင်းသားပေါ့နော်အဲတနင်္လာဘက်ဒီမှာရောက်နေတာဖြစ်ပါအခုလက်ရှိလောလောဆယ်မြေပြင်နေသားမှာဆိုလို့ရှိရင်ညီတို့ကြားမဲ့ပူပေါင်းတက်ပေါ့နော်ကြားမဲ့ပြေဥမာနော်ပကပတွေလည်းပါပါတယ်ပါလာပါတွေလည်းပါပါတယ်တရင်တွေလည်းပါပါတယ်လိုကယ်တွေလည်းပါပါတယ်ဒီလိုမျိုးပေါ့နော်အားနဲ့စူပေါင်းထားတဲ့စူပေါင်းအားတွေနဲ့ပေါ့နော်လက်ရှိလောလောဆယ်မှာခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်ဆက်ကဆောက်ပေါ့နော်အဲ့လိုမျိုး လိုင်းကြတော့လားမသိဘူးလိုင်းကောင်းတယ်ကိုကြောက်တော့ဟုတ်ဟုတ်ဟုတ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အပူပေါင်းပြီးတော့စစောက်စုတို့ဒီမင်းကြံပေါ့နော်အဲနထိုးတောင်တာမှလိုင်းအဲ့အဲ့ဆင်းနေပြန်နေပါပေါ့နော်လက်ရှိလိုလိုတယ်မှာညီတို့တိုက်ခိုက်နေရတာရှိတယ်နှစ်ဖက်တိကကြာဆုံးမှုတွေရှိတယ်ညီတို့ဘက်ကပေါ့နော်တမှုတွေပေးဆက်ထားတာတွေရှိတယ်အဲဒါကဝန်ထဲရအောင်ပြောတာမဟုတ်ဘူးအဲအားမဲတွေပေါ့နော်လက်အဲလက်ရှိချိန်ထိရက်မနေဘူးနားမနေဘူးပေါ့နော်အဲအားမဲတွေကြည့်ဆိုတာထက်အားမဲတွေရေပေါ့နော်အဲမဟာမိတ်တွေနဲ့အဲစုပေါင်းထားတဲ့တပ်ပေါင်းစုအင်အားတွေအဲကိုယ်နဲ့မသိတဲ့တက်တွေလည်းပေါင်းပြီးတော့ခုချိန်မှာခုခံကာကွယ်နေရတာဖြစ်ပါတယ်ရန်သူဘောနော်အခုဆိုတော့စစောက်စုကလူပေါ်တယ်ဗျာ အဲပို့တာကောက်ဆွဲလို့ရတယ်ပြီးရင်သူ့မှာလက်နက်ခဲရန်ဤပညာပူစရာမလိုတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့စီးတော့မှုမရှိရင်တော့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့လက်ရှိတော့ဒီနေရာမှာညစီစီးတော့မှုအရာနဲ့ပြန်ပြီးတော့ခုခံနေတယ်ဒီတော့ချိန်မှာတိကျမှုကြာဆုံးမှုပေးဆက်မှုတွေများစွာရှိနေမယ်ဗျဒါပေမဲ့တံမြထိုးစစ်မှာဒီဒီချိန်တံမြထိုးစစ်မှာတော်လည်းရဲ့အဆုံးဖြတ်တစ်ခုအနေအထားတော့ထိထိုးစစ်ဆင်နိုင်မှုညီတို့အကျိုးသားနေတယ်ဒါကိုကိုကြီးဝင်ဆိုရင်တော့တီဗီသားဖြစ်လဲမယ်ပေါ့နော်ညီတို့ချိုးစည်းဝေးတွေမှာဒါကိုကြီးဝင်ရတာအကြီးပိုင်းနေတယ်ညီတို့တွေပေါ့နော်ဖိတ်ခေါ်တာရှိတယ်တော့တီဗီသားဖြစ်လဲမယ်သူတို့ကျင်းတဲ့တော်ရရညီတို့သွေးအိမ်တော်ကိုအကောင်းဆုံးကျိုးသားနေတယ်စီးလုံးမှုတွေနဲ့သွားမယ် ပေါင်းစည်းမှုတွေနဲ့သွားမယ်နောက်ဆုံးတော့เนาะဒီပိုက်ချဲတို့ဘက်တွေလည်းညီတို့ရောက်ကောင်းရောက်လာနိုင်ပေါ့ဒါမှမဟုတ်လေတို့ဘက်တွေကိုပိုက်ချဲတို့ရောက်ကောင်းရောက်နိုင်မိတိဘက်တွေကိုမှဆိုတော့ဖူပေါင်းပြီးတော့စီစီလုံးလုံးဖြစ်သွားမယ်အနေထားတွေရှိလာနိုင်မယ်ဒီကတော့တိတ်ပြီးမစိုးရိမ်ပြလက်ရှိချင်းနေနဲ့ပတ်ပြီးတော့ဘာကြောင့်လဲဆိုတော့ ဒီချေကူဒီဘက်ကဟုတ်တယ်ထွေးထွေးစစ်ကြီးတော့ကျင်လာလိုက်တယ်ဒါပေမဲ့ထွေးခန့်စစ်ကြီးပေါ့နော်ဒီချိန်ကတော့ထွေးခန့်စစ်ကြီးဖြစ်နေဒါပေမဲ့အိုက်ခန့်စစ်ကြီးပြီးရင်တော့ဒါပေမဲ့ထွေးစစ်မှာကျွန်တော်ရန်သူကိုအလဲထိုးနိုင်မလားအချက်နဲ့အလဲထိုးနိုင်မလားဆိုလည်းမေးခွန်းရှိတယ်ဗျထိုးနိုင်မလားဆိုတာမသိကြဘူးသိကြတာတခုကတော့ထိုးနိုင်အောင်ညီတို့ဘယ်လိုပြင်ဆင်ရမလဲဘယ်လိုကြိုးစားရမလဲဘယ်လိုမျိုးစုဆောင်းနေရမလဲဆိုလည်းအနေထားတွေကပို့ပြီးတော့မှုကြည့်ပါတယ်အဲ့တော့ကျတော့ရှင်းရှင်းလင်းလင်းပြောမယ်ဆိုညီကတော့ပူပေါင်းမယ်ညီတိတက်တဲ့ကိုမစပူပေါင်းမယ်ရန်သူကိုအမောက်ကျိတ်မယ်အဲ့လိုမျိုးလည်းပူပေါင်းထားတဲ့တက်တွေရှိပါတယ်ဆက်လက်ပြီးတော့အင်အားကြီးထွားလာအောင်ပူပေါင်းမှုတွေစီလုံးမှုတွေများပြားလာအောင်ညီတို့အကောင်းဆုံးကြိုးစားမှာဖြစ်ပါတယ်လက်ရှိလောလောဆယ်ဆိုဒီနေ့ဒါဆုံးရတာဆိုရင်ပေါ့နော်ညီတို့ကမဆုံးသူဘူးဆုံးသူဘူးပေါ့နော်ညီတို့ဒီဟာပကပတက်နဲ့ဆုံးရတယ်ဆိုညီတို့ တော်လေးရှားပါဒါပေမဲ့အဆင်ပြေတာပေါ့ဘာကြောင့်လဲဆိုတော့ညီတို့မမိတ်တစ်ဖွဲ့တူရလို့ညီတို့ခံစားရတယ်အတူတူစီစီလုံးလုံးနဲ့ဖြစ်ဆက်သွားကြမယ်ဆိုပါဘူးညီပြောချင်ပါလေဗျာဟုတ်โอเคကျွန်တော်တို့ပြောနေတာကကျွန်တော်တို့ကဒီစစ်ကောင်စီကျွန်တော်ရန်သူပေါ့ရန်သူတစ်ဖက်ထဲကိုပဲကျွန်တော်တို့ကကြည်ပြီးတော့ဒါကျွန်တော်တို့ဝင်လာကြတယ်ဝင်လာကြတယ်ကျွန်တော်တို့ဒီအကုန်လုံးဒီပကဖား PDF ပလာဖားပါဖားအကုန်လုံးဒီကျွန်တော်တို့ဒီစစ်ကောင်စီတစ်ခုတည်းကိုပဲတာဂက်ထားတာတစ်ခုဖြစ်တယ်ကျွန်တော်အဲ့ကြောင့်မလို့ကျွန်တော်ကဟိုကျွန်တော်တို့တနက်ကင်မျိုးတိုက်လို့ရတဲ့ ဟိုအဖွဲ့အစည်းမှာကျွန်တော်စူပေါင်းစူပေါင်းညညာနဲ့ကျွန်တော်တို့အခုချိန်ဒီဒီဘက်မှာလည်းကျွန်တော်တို့ဟိုမခွဲဘူးပေါ့နော် PDF ပါကားပါဆိုရင်မှာကျွန်တော်တို့ခွဲပြလိုက်တာမရှိဘူးကျွန်တော်တို့ပါကားဖားနဲ့ PDF တွဲပြီးတော့တိုက်တယ်ကျွန်တော်တို့ပါလားဖားနဲ့တွဲတိုက်တယ်အဲချို့ကျွန်တော်ဘက်မှာဆိုရင်ကျွန်တော်တို့ပါအဖားတွေကစကျွန်တော်တို့တနက်ကင်ပြီးတိုက်ကြရပါတော့နော်အဲကျွန်တော်တို့အဲ့ကြောင်ပါပါအဖားကြီးအုတ်ချွေးပိုင်းတစ်ခုပြဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ပါအဖားတွေကစကျွန်တော်လက်နက်ကင်ပြီးကျွန်တော်တို့ပါကားဖားတွေ PDF တွေပါလားဖားတွေအကုန်လုံးပူးအောင်လို့ကျွန်တော်တို့ဒီစစ်မျက်နှာပြင်ကိုလိုက်ကြရပါတော့နော်အဲအကြောင်မို့ကျွန်တော်တို့ကထွေထွေပြောကြတယ်သူများတွေအဲ့စစ်လို့ပြီးတော့စစ်ထုတ်လိမ့်မယ်ကျွန်တော်တို့ပါကားဖားနဲ့ PDF မတည့်ဘူးအဲဘာဖြစ်တယ်ညာဖြစ်တယ်တော့လာလိမ့်မယ်တကယ်တော့ကျွန်တော်တို့မြင်ပြမှာဟို PDF လည်း ကျွန်တော်တို့ဒီစိတ်ကောင်စီကိုတွန်းလာဟိုလာလောက်တာပဲတွန်းလာတာပဲကျွန်တော်တို့ပါကဖာတီလည်းဒီစိတ်ကောင်စီကိုတွန်းလာတာပဲပါဖာတီလည်းဒီစိတ်ကောင်စီတွန်းလာတာပဲအတူတူပဲကျွန်တော်တို့ဒီအတက်တွေအကုန်လုံးအခုအဖွဲ့စည်းမှန်တယ်အကုန်လုံးကကျွန်တော်တို့ဒါဟိုအကုန်လုံးတွန်းလာနေရပဲတခုရဲတယ်မလားအဲ့တော့မှကျွန်တော်တို့ဆစ်လို့ပြီးထိုးလိုက်မယ်ဟိုကလည်းမတည့်ဘူးလည်းမတည့်ဘူးတကယ်တော့သူတို့ကလည်းဒါပြည်သူတွေကမှကျွန်တော်တို့နဲ့ပြည်သူနဲ့ရန်တိုက်နေတယ်ကျွန်တော်အဓိကအဲ့ရန်တိုက်နေဖြစ်တဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒါမျိုးမှကျွန်တော်စီးလုံးနဲ့ကျွန်တော်တို့လုပ်ပြတယ်ကျွန်တော်တို့တိုင်းနေပူပူတဲ့ပြီးလုဆောင်နေကျွန်တော်တို့ဟိုအခြားတီးတီးအဖွဲ့စည်းတွေပေါ့အကုန်လုံးကျွန်တော်ပူပူတဲ့ပြီးလုဆောင်ကြရတယ်ပေါ့နောက်လည်းဒါမျိုးဆက်လုပ်သွားဖို့လည်းကျွန်တော်တို့မှအများကြီးရှိတယ်ကျွန်တော်တို့ဒီပကပဗီဒီယိုတွေမဟုတ်ဘူးကျွန်တော်တို့ဒီတခြားတခြားသောတိုင်းသားဟိုဟာအေးအေးတို့ KIA တို့ KIA နဲ့တွဲပြီးတော့ကျွန်တော်တိုက်ခုလေဟိုကျွန်တော်အများကြီးကျိုးပန်းကြရမှာเนาะကျွန်တော်လည်းအခုဒါကျွန်တော်ပကဖားဒီလေပကဖားကံမှုခံပကဖားအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့ဒါ AA မှာကျွန်တော်တို့ M မှာ M မျိုးတိတယ်ပဲကျွန်တော်တို့ပကဖားတွေပါတယ်ပေါ့ဒါလေးတိကျွန်တော်တို့ဒါတိုင်းတိုင်းနဲ့ဒါတွဲပြီးတော့ကျွန်တော်တို့ဒါတိုက်နေကြမယ်เนาะအဲ့ဒါမှကျွန်တော်တို့စစ်လို့ပြီဘလောက်ပဲကျွန်တော်တို့သွေးခွေသွေးခွေပြီးစနေဘလောက်သွေးခွေဆိုကျွန်တော်တို့ဒီမြေပြင်မှာ PDF ပကဖားပါလာဖားပါဖားကျွန်တော်တို့ဒီရဲ့ energy လောက်အောင်မှကျွန်တော်တို့အများတန်းရှိရှိနေတယ်ဆိုတော့ကျွန်တော်ပြည်သူလူထုကျွန်တော်ခြားပြချင်တယ်ပေါ့ဟုတ်ကဲ့ပါဒီနေ့ပြည်တက်တာလေခင်ဗျားတို့ညောင်အချစ်ဆက်ရသွားစေချင်တာလေပဲပဲဒီလိုကုလူနေနေကမ္ဘာကလည်းဆက်ရကျော်ကာလအတွင်းမှာ မြန်မာငွေဆိုရင်သိန်း200ဝန်းကျင်လောက်သိန်း180 80ဝန်းကျင်လောက်ဆိုသိန်းညာနာကတ်နေပေါ့ထိုင်းဘတ်ဆိုရင်လည်း6000ကျော်အဲဒေါ်လာဆိုရင်ဒေါ်လာ200ဝန်းကျင်လောက်ရောက်ပြီဆိုတော့ဒီစစ်မျက်နှာမှာလည်းကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်အဖွဲ့စည်းအလုံးအစဉ်ပြေနေမှာအလုံးကကာထားနိုင်မှာဟိုစစ်မျက်နှာကြီးကြီးဖွင့်နိုင်မှာဒီရန်သူအလုပ်ပေးနေနိုင်မှာကျွန်တော်တို့ကတစ်ဖွဲ့တည်းကိုဖိပြီးတော့ထောင်းတာမခံရပါဘူးအဲ့တော့အရင်တရက်ကပဲဒီဟိုစစ်သားတစ်ယောက်ကနေပြီးတော့အကောင့်တုတ်နေကျွန်တော်ဒီ post ခုမှလာပြီးတော့မှန်တို့အာဂျီထားကြတယ်ပေါ့ဒီမှာတိတ်နေရတဲ့စစ်မျက်နှာကြီးကိုဖိပြီးတော့ ြီးလို့ရှိရင်တော့မင်းတို့ဘက်ကလည်းလာမယ်ဒါကအချက်အမှန်တရားပဲကျွန်တော်တို့ကနေရာစုံကနေပြီးတော့ဒီလိုစစ်မျက်နှာဖွင့်ပြီးတော့ဒီကောင်းလေးကိုအဘက်ဘက်ကစော်ပြီးနေနိုင်လို့ရှိရင်ဒါကဟိုတစ်ဖက်တည်းကိုကျွန်တော်တို့အဖြစ်မခံရတော့ဒါဆိုကျွန်တော်တို့ရဲ့အားသာချက်ပေါ့ဒါကြောင့်မလို့အဲ့လိုမျိုးအဘက်ဘက်ကစော်ဖို့ဆိုရင်လည်းဘန်နာလေးစစ်မျက်နှာမှာတစ်ဖက်တည်းကအားကောင်းနေလို့လည်းမရဘူးဘန်နာလေးစစ်မျက်နှာမှာအားလုံးကလည်းအားကောင်းကောင်းနဲ့ကျွန်တော်တို့ဟိုဘာလို့မဟုတ်ရမှာပဲစော်ဖို့နိုင်ရမယ်ဖြစ်နေလို့စစ်မျက်နှာပေါ့ ချက်တင်နေတယ်အခင်မြင်လဲမလာဒီကောင်ကဘယ်လိုလဲဟိုကောင်ကဘယ်နဲ့လဲဆိုရင်ဟာမျိုးတွေနဲ့ကျွန်တော်တို့တွေကဆုံးဖြတ်ချက်ချနေတာကြီးရှိတဲ့အခါကျတော့အခုကျွန်တော်တို့ဘာတခါပြောနေဖြစ်တယ်ဒီလိုလေးကလည်းတွေ့ရတယ်ဒီလိုလေးအဆင်မပြေဘူးဒီလိုမျိုးတော့ဆက်ဆံတာဆက်ဆံတာဆက်ဆံတာဘာလို့ကျွန်တော်ကဆီဆိုတော့လေမိတိတက်ကိုကျွန်တော်ကဘာလဲရတဲ့ချက်ပါလေဒါပေမဲ့ဘာလို့ဒီလိုလဲလို့ပါပဲဒီလိုလဲရချက်ပါလို့ဒါမျိုးတွေပါဒါပေမဲ့ ဆိုတော့ပြောသလိုပေါ့နော်ဒါတကယ်ပြည်ပြည်မှာတိုက်နေရဆိုရင်တော့မိဘပြည်သူတွေအနေနဲ့လည်းလူညီထောက်ပံ့ပေးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲတကယ်တိုက်နေတဲ့တပ်တွေကမေပေါ့နော်အဲဘဏ္ဍာရေးပိုင်းမှာအားနေပြီးတော့ပေါ့နော်အဲဒါကိုလူခွဲကြတာတော့မဟုတ်ပါဘူး။တကယ်တိုက်နေတဲ့တပ်တွေကဘဏ္ဍာရေးပိုင်းမှာအားနေပြီးတော့အဲပေါ့နော်မြေပြည်မှာပေါ့နော်တိတိယောက်မလုပ်နိုင်နေမဲ့ပေါ့နော်အဲအခြားနေရာတွေကိုပြန်ကျဲသွားရင်တော့ဒါပြန်ကျဲတဲ့ငွေတွေကလည်းဟက်သက်ပဲဖြစ်သွားမှာပါ။ဒါကြောင့်မလို့တကယ်ကိုပေါ့နော်သူကျုံကိုကျုံပေါ့နော်ကုတင်သူတင်တိုက်နေရတဲ့တပ်တွေကိုငမကူညီပေးပါလို့ညီရတော့ဒီနေရာပေါ့နော်ဒါပြတဲ့ခက်ကြတဲ့ပြည်သူတွေပေါ့နော်ဒါကိုပေါ့နော်ချန်ပီယံရှင်နဲ့ပေါ့။အဲဆိုတော့တကယ်လုပ်နေတယ်တကယ်လုပ်ပါလား။ တကယ်လုံးနေတကယ်လို့ပါလေဗျာဟုတ်ဒီလိုဆိုရင်လည်းဒါကူကြီးတိကြတိုင်းမယ်လေတော့ကျင်ကြီးတို့ဒီတောင်းနဲ့ချီပြီးတော့ဒီအကျွတ်တည်နေတဲ့ကိစ္စမှာတော်တော်လေးကောင်းခဲ့ဒါပေမဲ့ပြည်သူရှိနေတဲ့တွင်ကြီးတို့ကတော့မကြောက်ဘူးဗျာတိတ်ပြီးတော့ပြည်ရမလားပြည်ရမလားအဲ့ဒါတော့အဲဘောတော့အဲဒါကူပိုင်ချဲတို့လေဘောတော့ကတကယ်ဒီဒီမှာဆော်နေရကြီးတို့တွေ့ပါလေအဲဘောတော့ sorry တော့ဒီမှာတော့ကျွန်တော်မိတ်တိတ်မကောင်းဘူးဖြစ်နေကြတာဗျာဒီတော့မှာအကောင် ကောင်းကောင်းနေဖြစ်သွားမှာပါကောင်းကောင်းနေဖြစ်သွားမှာပါဆိုပါပြည်သူအနေနဲ့တကယ်ပေါ့နော်စေအုပ်စုတိုက်ထုတ်နေရတကယ်ပြည်သူအတွက်လုံးလုံးနေရဆိုပြည်သူတွေကပြစ်မထားပါဘူးအစီလုံးလုံးစင်မှာလည်းပြစ်မထားလို့ပေါ့နော်ဆယ်ရက်ကျော်နဲ့ဒီပမာဏရရတယ်ဆိုပါတကယ်ကိုအမခန်းပါပဲတကယ်ကိုတကယ်ကိုပေါ့နော်တကယ်ကိုအမခန်းပါပဲအဲ့တော့လေပေါ့နော်ကိုကြီးဝေရံကိုလည်းကြီးသူအများကြီးတင်ပါလေတကယ်ပါဒါကိုကြီးရံဆိုလို့ရှိရင်ပေါ့နော်ဘာဖြစ်ဖြစ်ပေါ့နော်လူအားလည်းစိုက်ထုတ်ရတယ်လို့အုံနောက်အားလည်းစိုက်ထုတ်ရပါတယ်အုံနောက်တော့တော့ချက်ပါလေညီကိုတိုင်းနဲ့တရားကိုချုပ်ပြီးပြီးသားဖြစ်တဲ့တော့ကြောင့်တော်တော်သိရဗျစင်မရန်စကို့မှာလိုက်ပြမလုံဘူးဗျဘယ်နှားလေးပဲလွဲသွားလဲဆိုတော့တော်တော်လေးမူးနောင်နေအောင်ပြန်ရှားရတဲ့နေသားတွေမှာရှိပါတယ်ဒါကိုကြီးဝေရံလို့ဆိုလေဒါကျွန်တော်တို့ကတော်တော်လေးကိုစီးစနစ်ကြီးတဲ့အထက်မှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်လူရွယ်ဆိုပေမဲ့လေပေါ့နော် တော်တော်လေးကိုဥနောက်ချက်ပါတယ်ဒီလိုမျိုးနေထားတဲ့နေပြီးအခုလိုမျိုးပေါ့နော်ကျွန်တော်တို့အဲအဆက်မပြတ်ပါနော်တခွေပြီးတခွေတခွေပြီးတခွေကျူးသားပြင်နေတာဂွေးဝင်အောင်လေကျေးဇူးတင်တယ်တကယ်မြေပြင်မှာပေါ့နော်ဆေးအုပ်စုတိုက်ချုပ်နေတာကိုပိုင်ချဲလို့လေကျွန်တော်တို့ကကျေးဇူးတင်တယ်ပြည်သူလူထုအနေနဲ့လေတကယ်တိုက်ရတဲ့မြေပြင်မှာရှိနေတယ်ပေါ့နော်တက်တယ်ကိုကူညီပေးပါတော့ကျွန်တော်ဒီနေရာနေပြီးမေတ္တာရက်ခံကြပါရခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗန္ဒာရေးစင်မျက်နှာမှာအခုလောက်ဆိုရင်ကျွန်တော်တို့ကစစ်ကူတစုံတရာရသွားပါပြီ။ဒါကြောင့်လဲဆိုလို့ရှင်ကိုမိုက်ခဲကြီးရဲ့အားပေးကြတဲ့ပြည်သူတွေကိုမိုက်ခဲကြီးကိုချစ်ခင်ကြတဲ့ပြည်သူတွေကလည်းအပြောင်မြင်သွားတဲ့အခါမှာဝမ်မတတာနဲ့ကိုပိုင်ချီလို့စီကို ်လေနဲ့ရေကံပြူဟာကုန်းကိုအေးအေးတကယ်တိမ့်ပိုက်နိုင်ပြီမကွေးတိုင်းမင်းမှုခရိုင်ငဖဲမြို့နယ်အန်းပဒန်းလမ်းမပေါ်ရှိစစ်ကော်မရှင်တပ်ဤနဲ့ရေကံလေချောင်းရံကာကွယ်ရေးစခန်းကိုအာရခတ်တတော်အေးအေးကအပိတက်တိမ့်ပိုက်ရရှိပြီဖြစ်ကြောင်းဒေတာတွင်တည်င်းရင်းမြစ်များထံမှစုံစမ်းသိရှိရသည် အဆိုပါနယေကံပြူဟာကုန်းကို2025ခုနှစ်ဖေဖော်ဝါရီလမှစ၍အရခတ်တတော် AA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ2025ခုနှစ်အောက်တိုဘာ14ရက်ယနေ့တွင်တင်ပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ဒီညက်နေတောင်ကုန်းကိုရသွားပြီးစစ်ကောင်မရှင်တပ်ဖက်ကတောင်အောက်ကပြန်ထိုးနေပါတယ်စစ်ကူလာတာနဲ့တိုက်ပွဲကတော့ဖြစ်နေသေးပါဖန်စီယာမိတာတွေနဲ့တိန်စီယာမိတာတွေကတော့အတိအကျမသိရသေးပါဘူးဟုဒေတာတွင်းစီရီတရင်ရင်မြစ်ကဖာသူပြောသည်နှက်ရီကန်လေချောင်းရန်ကာကွယ်ရေးဖြူဟာကုန်းအနီးမှဖိုက်တာကုန်းကိုအရခတ်တတော် AA က2025ခုနှစ်အောက်တိုဘာ9ရက်တွင်တိမ့်ပိုက်ခဲ့ပြီးနောက်9ရက်ကြာ၌ဖြူဟာကုန်းတစ်ခုလုံးကိုတိမ့်ပိုက်ရရှိခဲ့သည် ပြီးခဲ့သည့်2025ခုနှစ်အောက်တိုဘာ17ရက်နေ့ဆယ်နှစ်ရက်တွင်လည်းစစ်ကော်မရှင်တပ်ကအဆိုပါနဲ့ရေကန်ပြူဟာကုန်းတို့လေကြောင်းအုံပြု၍လက်နက်ခဲယမ်းများလာရောက်ချပေးကြောင်းသိရသည့်တိုက်ပွဲဖြစ်နေတဲ့ကာလတွေအတွင်းစစ်ကော်မရှင်ဘက်ကလေကြောင်းသုံးလာများပါတယ်။နဲ့ရေကန်စခန်းကမကွေးဘက်ရောရခိုင်ဘက်ရောအတွက်အရေးပါပါတယ်။စစ်ကော်မရှင်ကအန်းကိုဝန်နိုင်ဖို့စူးစမ်းနေသေးတာဟုစစ်ရေးတရင်ရင်းမြစ်တအူးကဆိုသည် အရခတတော်အေအေတိမ့်ပိုက်ခဲ့သည့်နတ်ရီကံပြူဟာကုန်းမှာစစ်ကော်မရှင်တပ်၏လေကြောင်းရန်ကာကွယ်ရေးအတွက်အဓိကကျသည့်အပြင်စီရေးအရာအရေးပါသည့်စခန်းတစ်ခုဖြစ်သည့်အရခတတော် AA အနေဖြင့်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်16ခုအနက်14မြို့နယ်ကိုတင်ပိုက်ထားပြီးနောက်ရခိုင်ရုံမှအခြေရှိမကွေးတိုင်းတွင်မှကပ္ပစ14ပဲခူးတိုင်းတွင်မှကပ္ပစ6နှင့်အေယာဝတီတိုင်းတွင်ရှိရေကြီးမြို့နယ်မှအမြောက်တပ်ကိုလည်းဆက်လက်တင်ပိုက်နိုင်ရန်ထိုးစစ်ဆင်လျက်ရှိနေသည် အဲလူခလာလေဆိုကျွန်တော်တို့ဒီ social media မှာပေါ့နော်ကျွန်တော်တို့ camp လုပ်ပဲချမ်းပါတယ်ရောကျွန်တော်စခိုင်းနိုင်နေမှာပေါ့ဒါဒါကိုမိုက်ခဲရဲ့ဟို fan တွေတော်တော်များများတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့အများကြီးကျွန်တော်တို့မှမြင်ရတယ်ဗျာဒီမှာကိုမိုက်ခဲတို့ရဲ့ view finder ရောကျွန်တော်တို့သူရဲ့ဟိုစကားပြောကျွန်တော်တို့ဘက်မှာရောကိုမိုက်ခဲတို့တခုကျွန်တော်တို့ပြည်သူတွေကတခုချက်လာရှိရပါတယ်စကားပြောလုံးဝမိုက်လုံးဝအဲကျွန်တော်အဲ့လိုလုံးဝကျွန်တော်တို့ကပြည်သူတွေကလုံးဝကိုမိုက်ခဲကိုလုံးဝအဲ့လိုအားပေးရသူရှိတယ်ပေါ့နော်ကျွန်တော်မြင်တယ်အဲ့လိုအဲ့အဲ့ဒါကြောင့်ကျွန်တော်တို့အခုလိုကိုမိုက်ခဲနဲ့တုံကတော့ကျွန်တော်တို့ဟိုအများကြီးဝမ်းတာလေဟိုလေးလေးလေးစားရပါကိုမိုက်ခဲကနော်ကျွန်တော်အခုလိုပြောပြတော့လေကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါကိုမိုက်ခဲလဲအဲတခြားတာဝန်တွေရှိမယ်ခုလဲတိတ်နေမကောင်းဘူးဆိုတော့ အခုပိုင်းချင်းလေးအခုအစည်းအဝေးလာရင်းနဲ့ပြေးလာတော့ကျွန်တော်လည်းအဲဒီမှာကျွန်တော်တို့ပြဿနာမရှိပါဘူးကျွန်တော်ဒီမှာအေးဆေးဆေးထိုင်ဆောင်ရတာဆိုတော့အဲအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီဆက်ပြီးတော့ RAM ရဲ့အဲကျွန်တော်တို့ Banai စစ်မျက်နှာနေပြီးတော့ Gen Z ကြီးစံကနေဆက် RAM ရဲ့အဲ campaign အတွက်ဆက်ပြီးတော့လုပ်မယ့်အရာတွေအားရှိသွားပါပြီကျွန်တော်တို့က campaign ကလာကုန်ပြီးတပတ်9ရက်အထိပေါ့နော်9ရက်နေ့အထိ9ရက်နေ့ပြီးကမှကျွန်တော်တို့9ရက်နေ့နောက်ဆုံးပြီးကမှဘယ်နေရောက်ဘယ်လောက်ရတယ်ဆိုတော့ထပ်ပြီးတော့ကြေညာပါမယ်9ရက်နေ့အထိကျွန်တော်တို့ကပါဝင်လို့ရပါသေးတယ်ပါဝင်မဲ့အခါမှာလဲဗီဒီယိုကောခေါ်ပါကျွန်တော်ဗီဒီယိုကောခေါ်ပါရုပ်မြင်ရကမှအဲ ကူကြပါလို့ပြောချင်ပါတယ်အခု mic ခဲတော့ line ကြွားဖြစ်နေတယ်ဟုတ်ကဲ့ရပါတယ်အဲ့တော့ကျွန်တော်တို့ data နဲ့ဆက်ပြောလိုက်မယ်အဲ့တော့ဒါကကျန်ကျန်စီမှာဆက်ပြီးတော့ပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ထွေထွေထူးထူးတော့ကျွန်တော်တို့အများကြီးပြောတရားမရှိတော့ပါဘူးအဲတခုပဲပြောချင်တာကတော့ကျွန်တော်တို့မြေပြင်မှာဥဆောင်ပြီးတော့ဒီဟိုဘယ်လိုပြောမလဲအားလုံးတပေါင်းစုအနေနဲ့စုဖွဲ့ရတဲ့အခြေအနေဒီမှာဘယ်လောက်ထိကိုတွေ့ခက်ခဲလဲဆိုတာသိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ line ပေါ်မှာလည်းကျွန်တော်တို့ကတော်လိုင်းကြီးကောင်းဆောင်နေစကားပြောပြလာဆိုတော့ကျွန်တော်တွေးမိပါတယ်ကိုပိုင်ရှင်းနဲ့ကိုမိုင်ခင်းနဲ့စကားပြောပြလာအဲဒါမှမဟုတ်လို့ရှိရင် ဟိုကရိုနီယာကိုမာဝီနဲ့ရောအခြေဆက်ရှိလားအဲဒါမှမဟုတ်လို့ရှိရင်တခြားရေဘလူးတို့နဲ့ရောအခြေဆက်ရှိလားဒီဘက်ကဘွိတာဘောတို့ဘွဆောကော်တို့နဲ့ရောအခြေဆက်ရှိလားဘာဖြစ်ဖြစ်ကျွန်တော်တို့ကအခြေဆက်ရှိထားလို့ရှိရင်အဲ့ဒီဘက်မှာစကြောင်းတွေကဘလူးထိုးတဲ့အခြေအနေဘလူးအဲတံပြန်ခုခံတယ်တိုက်ပွဲတွေဝင်ကြတယ်အတွေ့အကြုံတွေပလဲလို့ရမယ်အများကြီးကျွန်တော်တို့အားတွေဖြစ်နေမယ်လို့ထင်တယ်တကယ်လို့လို့မယ်တကယ်ပြောဆိုကြမယ်ဆွေးနွေးကြမယ်ဆိုရင်ဒေါ်လာကြီးကောင်းဆောင်တွေတကယ်ပြည်သူလူထုကိုမျက်နှာမူရတဲ့လူအချင်းချင်းကဘာမှမညီမညို့ဖြစ်เสียအောင်မရှိဘူးလို့ယူဆတယ်ဒါကြောင့်မို့လို့အခုလက်တွေ့အနေနဲ့ကျွန်တော်တို့က ပြည်သူလူရှိမှမှာပဲကိုပိုင်ချင်းနဲ့ကိုမိုက်ခင်းနဲ့စုံနေဗျအဲ့တော့အညာမလေးတခြားတက်ဖို့အများကြီးရှိပါသေးတယ်ဒီလိုမျိုးစုံကြမယ်တွေ့ရမယ်စကားပြုတ်ကြည့်ကြမယ်အချင်းတွေဖလှယ်ကြမယ်ဆိုလို့ရှိရင်ဒေါ်လာရေးအတွက်တကယ်အကျိုးရုပ်စရာတော့မရှိဘူးလို့ယူဆတယ်အဲ့တော့ဒီအချက်လေးတွေကိုပြောရင်းနဲ့ကျွန်တော်တို့အဆုံးသတ်အောင်ပါခင်ဗျားတို့လည်းလုပ်တည်ရှိရဲဆိုတော့ကျုံးမယ်ကျုံးမယ်ညတော့စကားကြမ်းထဲမှာလည်းညတို့တက်တည်ရှိတယ်ဗျတချို့နေရာတွေမှာပေါ့နော်ရှိတယ်ညတို့လူလူကျုံးကြတာပေါ့အဲ့ဘက်ကိုရောက်လာခဲ့မှာပါတဲ့အဲတချိန်မို့တချိန်တော့စုံအောင်ပါပါစုံအောင်ပါပါဆိုစုံစုံအောင်လည်းညတို့လုပ်သွားဖို့ရှိတယ်အဲမျိုးသိမ့်ကြမယ် ဲပြောသိကြမယ်လို့ပြောလို့ရှိရင်ဘောမတွေကသိရမလားအဲနည်းနည်းလေးကြီးကောင်းကြီးနိုင်လဲမယ်ဒါပေမဲ့တစ်ချိန်ချိန်မှာပေါ့နော်သူတို့ပြီးလိုက်တဲ့ချိန်ကလုံးဝနောက်ထပ်ရသွားတဲ့ချိန်ဖြစ်သွားပြရမယ်ဒီကတော့အဲ့လိုပဲကိုကိုကိုတွေးထားတယ်ပေါ့နော်ညီတို့လောလောဆယ်မှာသူတို့ဘာပြောပြောညီတို့ကြီးဆိုင်မှာမဟုတ်ဘူးသိကြတယ်သူတို့ဟာဂိတ်သိမ်းသွားတာလားဆိုပြီးတော့သိရမလားနောက်ထပ်ရသွားတဲ့ချိန်ရရင်သူတို့ဘာမှပြစ်စင်ခွင့်ရမှာမဟုတ်ဘူးအဲ့ဒါလေညီတို့ကမြင့်ကြတယ်မဟုတ်ဘူးဗျဒါတဏ္ဍာရီကလုံးအထိညီတို့သွားမှာဖြစ်တယ်ဘယ်လိုပြောမလဲညီတို့ကအညာတက်ဆိုပေမဲ့ညီတို့ဒီဘောနအညာမိုင်းတိုက်နေလို့မရဘူးဗျအခုလက်ရှိမှာဆိုတော့ညီတို့တိုက်ရဲ့ဘောနဘူအရာရဘယ်နေရာမှာဆိုညီတို့ကတိုက်သွားမှာဖြစ်တယ်တိုင်းသားပဲလားချမယ်လား ောင်းတဲ့ဒေသလာချမယ်မြေပြန်လာချမယ်စကိုင်းလာတုံးပါပဲမကွေးလာဆော်ပါပဲမန္တလေးလာကျုံးပါညီတို့ကအဲ့တော့ကျွန်တော်ဒီနေ့ဒီချိန်မှာဒီလူတွေမဆုံးရအောင်အကြောင်းမရှိဘူးဗျမဆုံးရအောင်အကြောင်းမရှိဘူးဒီလူဆုံးမယ်ကျုံးမယ်ဒီလူတုံးမယ်တယောက်နဲ့တယောက်မရှိတာလေးရှိတာလေးဘေးပဲလိုက်ဒီလူဖေးပါပြီးတော့လက်တွဲသွားရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗျမဖြစ်နိုင်ဘူးဆိုတဲ့အရာမဖြစ်သေးတာပဲရှိတာပါတကယ်တမ်းတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကိုကူရာဒီကကြိုးစားဖို့ပဲလိုတယ်ကျွန်တော်တို့ကတော့အရှင်တော်ပါဗျာလက်ပြုံးလေးနဲ့ပြစ်လိုက်မိုင်းလေးဆုံးလိုက်ထွက်ပြေးရတဲ့ဘဝကနေအခုကျဘာပဲဖြစ်ဖြစ် ကိုမခဲတော့ line နဲ့ကြောက်ပါလေဟုတ်ကဲ့ပါအဲ့တော့အားရပြကောင်းပါလေဒီနေ့တွေ့ဆုံမှုကျင်းနေတရားလဲကောင်းပါလေအဲ့တော့ကိုမခဲကြီးကိုခဏလောက်ကျွန်တော်တို့စောင့်ကြည့်လိုက်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုမခဲနည်းနည်းနောက်ကအဆုံးသက်လေးနည်းနည်းပြန်ပြောပြပါဦးကျွန်တော်တို့ line တက်သွားလို့မကြားလိုက်ရဘူးအာဗာလဲလက်ပြဖို့လက်ပြဖို့နဲ့ချူပြီဟုတ်ကဲ့ line အစကတော့ ကျွန်တော်တို့ရင်တော့အောင်မှလက်ပြုံးနဲ့ထိရမှာသူမိုင်းဆွဲကျွန်တော်လေးနဲ့ပြစ်လာပြေးတော့ကရောက်နေခုချိန်မှာဆိုကိုယ့်ဒီဘက်ကနေမီတွေလည်းအများကြီးရတာတယ်ဘာဖြစ်ဖြစ်မျိုးတွေလက်သိမ်းရနေအနေထားတွေမှာအများကြီးရှိတယ်အရှိတော့တပီသူတွေစိတ်တကြကြရမလို့ဆေးအုပ်စုရဲ့တံမထိုးစစ်ကိုပေါ့နော်ဆေးအုပ်တိထိုးစစ်စင်တယ်မှန်တယ်ကျွန်တော်တို့တကယ်ပျော်တယ်ပေါ့နော်ဆေးအုပ်စုကထိုးစစ်စင်တယ်ဘာကြောင့်လဲဆိုတော့ဒါသူတို့အတွက်နောက်ဆုံးအားကိုဒီချိန်မှာထုတ်သုံးလိုက်တာနေကြတယ်အဲ့ဒီနောက်ဆုံးအားကိုလန်ကြအောင်တောင်းတိုက်နိုင်တဲ့အချိန်တုံးလိုက်ရဆုံးသက်တစ်ခုဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြတော့အတူတူကြိုးစားမယ်ရုန်းကန်မယ်ကျွန်တော်တို့အညာသားတွေပေါ့နော်ကျွန်တော်တို့လည်းရောက်တော့မှာပါ ရောက်တော့မှာပါအကြတော့ပါအောင်ရောက်တော့မှာပါလောလောဆယ်နေသားမှာလည်းပြင်ဆင်နေပါတယ်အကျိုးသားနေပါတယ်စုဖွဲ့နေပါတယ်ပေါင်းစည်းနေပါတယ်မကြာခင်ချိန်တွင်းမှာလာပါတော့မယ်ကောင်းဆုံးနေတူတူကြိုးစားမယ်လာတဲ့ချိန်မှာလည်းဆက်တော့ပြောလို့တခွေတည်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်စီစီလုံးလုံးစုစုစီစီနဲ့ပေါင်းစည်းပြီးတော့လာမှာဖြစ်ပါတယ်အဲ့ချိန်မှာရန်သူနေတဲ့သိရင်တော့မှာပဲသိကြတော့ပါပြီသူတို့တော့နောက်တာတရားပဲဖြစ်သွားပါလိမ့်မယ်အဲ့တော့ကြတော့အဲ့လိုမျိုးနောက်တာတရားတွေရန်သူပေးနိုင်မှုကျွန်တော်တို့တူတူကြိုးစားကြမယ်လို့ပြောချင်ပါတယ်ကွယ်ချဲလိုဘက်ကိုလည်းကျွန်တော်တို့လာခဲ့ပါမယ်ကွယ်ချဲလိုဘက်ကိုကျွန်တော်တို့မလာနိုင်လည်းကွယ်ချဲလိုကျွန်တော်တို့ဘက်ကိုလာခဲ့ပါအတူတူစီစီလုံးလုံးနဲ့အုပ်ကြတာပေါ့ ပါကျွန်တော်ကတော့ပြောချင်တာကတော့ကျွန်တော်တို့ဒီအခုကျွန်တော်အညာအညာသားတွေပေါ့အညာသားတွေ online လုပ်နေတယ်ကျွန်တော်တို့အခုချိန်မှာ toilet တောင်းထဲမှာကျွန်တော်နေနေရတယ်တော်ရမှာနေနေရတယ်ကျွန်တော်နောက်ဆုံးဒီကောင်တွေဘာပြောရလဲဆိုတော့ကျွန်တော်အချင်းကြားလာနေမြတ်ကျွန်တော်တို့ဒီဒီကောင်တွေကိုချိန်နေပါတခုပြောချင်တယ်ကျွန်တော်တို့ဒီမြို့ပေါ်မှာနေပြီးတော့ဒီကောင်တွေဒီတောထဲမှာတောပုံးအဖြစ်နဲ့နေသွားမယ်လို့ကျွန်တော်တို့အားမခံတယ်ပေါ့နော်ကျွန်တော်တို့ဒီအဲ့လိုကြီးကြီးအောင်ကျွန်တော်တိုက်ထုတ်မယ်ကျွန်တော်တို့အညာဟာဒီမြို့မှာတက်နေမယ်မြို့မှာရှိတဲ့ဘောမားနဲ့ကျွန်တော်တို့စစ်ကောင်စီစစ်ခွေးတွေတောထဲမှာတောပုံးရမယ်အနေထားကြီးအောင်ကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့တိုက်ကြမယ်ပေါ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့တွေ့ဆုံမှုပါတကယ်ကျေးနပ်ဝမ်းသာတရားကောင်းပါတယ်ကိုပိုင်ချေရောကိုမိုက်ခေရောအဲထပ်ပြီးချိတ်ဆက်ပြီးတခြားစီးရရကျွန်တော်တို့ပြောကြမှာလို့ဒီကိစ္စတွေမှာလည်းချိတ်ဆက်ပြီးတော့အဲလှုပ်ဆောင်လို့ရအောင်လို့ကျွန်တော်ချိတ်ဆက်လက်တစ်ခုရသည်တဲ့အတွက်အခုလိုမျိုးပြည်သူလူထုရှိမှောင်မှာပဲကျွန်တော်တို့အဲဒီမှာဗန်ဒိုင်းစစ်မျက်နှာမှာစစ်ကူခေါ်ရင်းနဲ့ပြောလိုက်ချင်ဖြစ်ပါတယ်အဲ့တော့ဗာပြည်ပြည်အရှိတမ်းမှာကိုပိုင်ချေတို့လူကိုမိုက်ခေတို့လူရဲဘော်ရဲဘက်တွေဥဆောင်ပြီးတော့တိုက်ပွဲဝင်နိုင်ဖို့ကတော့ဗန်ဒိုင်းစစ်မျက်နှာကပြည်သူတွေရဲ့အားကအများကြီးလိုပါတယ်အဲ့တော့တနေ့ပြည်သူငားနေရေးပါပဲကျွန်တော်အများကြီးပြောတဲ့စကားပါပဲတနေ့ပြည်သူငားနေရေးဖြစ်တဲ့အတွက် ော်လိုင်းရေဘော်ရေဘက်တီကငါးဆိုရင် ပြည်သူတွေကရေပါပဲရေနဲ့ငါးတွေမဖြစ်ကြဘူးပြည်သူတွေကကျွန်တော်တို့ရှိတဲ့အားနဲ့ခုန်နဲ့ဆက်ပြီးတော့ရုံကန်ပါဝင်ပေးဖို့နှိုးဆော်ကြပါလေအခုလည်းရုံကန်ပါဝင်နေသေးပါအဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ဒီခုမှမှရှိနေတဲ့တာဝန်တွေကိုထပ်ပြီးခုနေရာဒေတာကိုလုံးနိုင်တာတွေထပ်ပို့ပြီးတော့စူးစမ်းရင်းနဲ့ထိုင်ရကြမယ်တော်လိုင်းရေးပြီးတဲ့ဒီနေ့မှာပြည်သူလူထုနဲ့အတူကျွန်တော်တို့ကြားကြပါပါနဲ့ပြန်လဲဆုံးဖြတ်ကြပါမယ်နောက်ဆုံးကျေးဇူးတင်ပါတယ်လောက်ကိုစီရှိတဲ့အတွက်အဲခုတာဝန်တွေကိုထံရွက်ကြလို့ရပါပြီကျွန်တော်ကျွန်တော်ဒီမှာချိန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ် โอเคပါအားလုံးပဲဘိုင်ပါဗျာညစီဝင်ကြည့်ပါအောင်ဟဲ့ကျေးဇူးပါဆုံးမဲဆုံးမဲဆုံးမဲခေပါ